ဒါဆိုရင်ဒီချက်တို့အခုတင်သွားရဲပေါ့နော်ကာဗွန်ခန်းမှာဆိုလို့ရှိရင်ဘယ်လိုမျိုး chemistry in society ဆိုအဒီကာဗွန်ကိုလူမှုပတ်ဝန်းကျင်မှာဘယ်လိုမျိုးတွေเนาะအသုံးပြုနေလဲအသုံးပြုလဲဆိုတဲ့အကြောင်းအရာကိုဖော်ပြထားခြင်းဖြစ်ပါတယ်အဲ့တော့ပထမဆုံးတစ်ခု carbon is a major component of dye molecule called macromolecule ပေါ့နော် which include carbon ကတဲ့သူကပြောထားတာ major component ပေါ့အဓိကပါဝင်တဲ့เนาะ giant molecule တွေရဲ့ပေါ့နော်အဓိကပါဝင်တဲ့ major component ဖြစ်တဲ့အဲ့ဒါကို macromolecule လို့ခေါ်ပါတယ်တဲ့ အဲ့ဒါက which include ဘယ်ဒီမှာပါဝင်လဲဆိုတော့ protein တို့ lipid တို့ nucleic acid အဲ carbohydrate ကျရုံးနေစဉ်စားသုံးနေတဲ့အစားအစာတွေမှာလည်းပါဝင်လာနိုင်တယ်ပြီးတော့ there are different users တဲ့เนาะသူကကွဲပြားခြားနားဆိုတာအသုံးပြုကြတဲ့ depending on the allotropic carbon in everyday life ပေါ့ဒီကျတော့နေ့စဉ်ဘဝမှာဆိုရင် carbon တွေရဲ့အသွင်ကွဲတွေကိုပေါ့เนาะအသွင်ကွဲတွေပေါ်မှာမူတည်ပြီးတော့ဒီကျတော့ကွဲပြားမှုမျိုးစုံပဲပေါ့เนาะအမျိုးမျိုးကွဲပြားဆိုတာ ਨੇ အသုံးပြုကြရတယ်ပေါ့ diamond is the hardest เนาะ diamond ကဘာပြ hardest ဆိုတာကအမှားကြောဆုံး substance ပေါ့เนาะအရာဝတ္ထုဖြစ်တယ်လို့သိထားတယ်။ဒါကြောင့်မလို့ diamond are used as a glass scatter ။ဘယ်ဒီမှာသုံးလဲဆိုတော့ teacher ဖန်နေဖြတ်တဲ့နေရာမှာသုံးတယ် and drip wine နေပေါ့เนาะ drip wine နေနေရာဟိုဖောက်တဲ့စက်တွေပေါ့เนาะအဲ့အရာတွေမှာဆိုလို့ရှိရင် teacher diamond ကိုသုံးပါတယ် diamond is used for နောက်တစ်မျိုး diamond ကဘာအနေနဲ့သုံးလဲဆိုတော့ jewelry ဆိုတော့ teacher တို့ကြောင်မြတ်ရတနာတွေနေနေပေါ့เนาะအသုံးပြရဲ။ဘာကြောင့်လဲဆိုတော့ because of its brilliant shine သူကအရန်ကို တောက်ပါတဲ့အတွက်ကြောင့်မို့လို့တချို့ရောဘာလီလဲ jewelry ပေါ့နော်လက်ဝတ်ရတနာအနည်းနဲ့ဆင်မြန်းကြပါတယ်ဒီမှာပုံလေးကတော့ပြထားတာဒီ glass cutter ပေါ့တချို့ရောဖန်ဖြတ်တဲ့ဟာမှာဆိုရင်ဒီမှာဆိုရင် diamond diamond tick ဆိုတာထိတ်ကလေးမှာပေါ့နော်စိန်ပုံအာစိန်ပုံစိန်လေးပုံပါတယ်ဆိုတော့ဟာလေးပြထားတာပါ နောက်တစ်ခုက drape point နေ ောက်ခါကျတော့ diamond jewelry ဆိုတော့ teacher တို့လက်ဝတ်ရတနာတွေပေါ့နော်စိတ်နဲ့ပြုလုပ်ထားတဲ့လက်ဝတ်ရတနာတွေဟာတခုက teacher တို့ graphite ကြောင့် graphite ကိုကြတော့ teacher တို့ဘယ်မှာတော့ is used in lead pencil အခုသားတို့တမိတို့သုံးနေရပေါ့နော် ခဲတန်းနေခဲသားတွေအဲ့ဒါတွေမှာဆိုရင်သူကပါဝင်နေ this soft တဲ့ graphite ကိုကြတော့ teacher တို့ it's used in lead pencil ဆိုတော့အခုသားတို့တမိတို့သုံးနေရเนาะ mechanical pencil လိုဟာမျိုးပေါ့နော်ခဲသားတွေပြီးသွားတဲ့အခါခဲတန်းနေအဲ့မှာအသုံးပြုပါတယ်တဲ့ပြီးတော့ as it is soft သူကအရန်ကိုညှဉ်းညံနေတဲ့ပြီးတော့ powder graphite it used as drying lubricant powder graphite graphite powder အမှုံလေးတွေပေါ့နော် graphite အမှုံလေးတွေကိုကြတော့ဘာအနေနဲ့သုံးပြုလဲဆိုတော့ drying lubricant for machine parts နော်ဆက်ဆက်ပစ္စည်းတွေရဲ့အစိတ်အပိုင်းတွေမှာဆိုရင်၆သွေးရဲ့ဘာဖြစ် lubricant အနေနဲ့ပေါ့နော်ချောစီအနေနဲ့အသုံးပြုပါတယ် which operate at high temperature သူတို့ကိုဘယ်လိုနေရာမျိုးမှာဆိုရင်လဲဆိုတော့ high temperature and wine ပေါ့နော် wine က cannot be used အာ uh, စီတုံးလို့မရတဲ့နေရာမျိုးပေါ့အလွန်ကို high temperature မြင့်တဲ့နေရာမျိုးတွေမှာဆိုရင်တော့ dry lubricant အနေနဲ့သုံးပါတယ် because အဘဲကြောင့်ဆိုတော့ graphite it's non volatile ဘာဖြစ်လို့လဲဆိုတော့ graphite ဒီအငွေ့ပြန်မလွယ်တဲ့အတွက်ကြောင့် non volatile ဆိုတော့အငွေ့မပြန်တဲ့အတွက်ကြောင့်လို့ဟာမေနော်ပြီးတော့ it is used in making electro ပြီးတော့သူ့ကိုဘယ်နေရာမှာအသုံးပြုလဲဆိုတော့ making electro electro တွေပေါ့နော်ရက်တိုင်နေ in the cells ပေါ့နော် cells တွေရက်တိုင်နေပြုတ်လုပ်တဲ့နေရာမှာဆိုလို့ရှိရင်တဲ့နော်အာ ဘာအသုံးပြုလဲဆိုတော့ဒီ shadow graphite ကိုအသုံးပြုပါတယ်တဲ့ပြီးတော့ graphite crucible ပေါ့ graphite crucible ဆိုတာကဒီချက်တော့ဒီပုံပြောရမယ်ဆိုမိုပေါ့နော်ပုံလောင်းခွက်တွေကိုသုံးတဲ့အခါမှာဆိုရင် i use as a container of melting matter တဲ့ melting matter တွေတက်ထူတွေကိုအရေပျော်ဖို့အတွက်ပေါ့နော်အာထက်စရာပစ္စည်း container ဆိုတာထက်စရာပစ္စည်းအနေနဲ့အသုံးပြုပါတယ်တဲ့ at high temperature ဆိုတာကမြင့်မားတဲ့အပူချိန်မှာပေါ့နော် a matter တွေကိုအာအရေပျော်ဖို့အတွက်ထက်စရာခွက်အနေနဲ့အသုံးပြုပါတယ်တဲ့ဒါဆိုရင်ဒီချက်တော့ပုံလေးကိုကြည့်ရအောင်ခုနကပြောထားတဲ့ graphite lead pencil ဆိုတာဒီချက်တော့ခဲသားတွေ ဟုတ်ပြီနော်ဒါဘောပုံဒါလေးကကြတော့ခဲသားပေါ့နော်ဒီရောက်ကကြတော့ခဲခဲတန်ချောင်းပေါ့နော်နောက်တစ်ခုကကြတော့ teacher တို့ graphic usable graphic usable ကကြတော့ teacher တို့ဒီပုံပုံလောင်းခွက်တွေပေါ့နော်မူပုံလောင်းခွက်တွေမှာဆိုရင်တတ်ထုကိုမလုပ်တာလေအရေးပြောအောင်ကြိုတဲ့အနေအထားမျိုးမှာဆိုရင်ဒီ graphic usable ကိုအသုံးပြုပါတယ် ပြီးတော့ chemistry in society နောက်တစ်ခုက furan ပေါ့နော် furan ကကြတော့ it's used in arti artificial photosynthesis ဘယ်ညမှာ furan ကိုအသုံးပြုလဲဆိုတော့ artificial photosynthesis ဆိုတာလူတို့ပေါ့နော်အလင်းရောင်အလင်းမီစာစုဖွဲ့ခြင်းဆိုရက်နော်နေရာမျိုးတွေမှာအသုံးပြုတယ်ပြီးရဲ့အခါကျတော့ cosmetic တွေဒီကြတော့အလှပြင်ပစ္စည်းတွေနဲ့ surface coating of medical device တွေနော် medical device တွေဆိုတာဒီကြတော့ဒီပေါ့နော် စီယုံသုံးပေါ့နော်ပစ္စည်းကြီးမှာဆိုလို့ရှိရင် surface coating အနေနဲ့ပေါ့မျက်နှာပြင်ကို coat အနေနဲ့ပေါ့တုံးတဲ့နေရာမျိုးတွေမှာ furan ကိုတုံးပါတယ်ပြီးတော့နောက်တစ်ခုက drug delivery system ကြီးစီးတွေပို့ပို့ယူပို့ဆောင်တဲ့စနစ်တွေမှာဆိုရင်လည်းဒီ furan ကိုအသုံးပြုပါတယ်တဲ့ ။ဒါဆိုရင်ဒီကျတော့အောက်ကပြထားတဲ့ပုံလေးကတော့ artificial photosynthesis ဆိုတာဒီကျတော့အလင်းမီအစာစုဖွဲ့ခြင်းပေါ့နော်။လူတို့ဖန်တီးပြုလုပ်ထားတဲ့အလင်းမီစာစုဖွဲ့ခြင်းမှာဆိုရင်ဒီလိုပုံစံလေးဖြစ်တဲ့ဟာ furan လေးဘယ်လိုမျိုးဖြစ်တယ်ဆိုတဲ့ဟာကိုပြသထားခြင်းဖြစ်ပြီးတော့ဒီဘက်က furan cosmetic တွေပေါ့နော်။ဒီကျတော့ skin care တွေပေါ့နော်။အလားပြင်ပစ္စည်းတွေမှာအသုံးပြုထားပါတယ်တဲ့။ဟုတ်ကဲ့ဒီကျတော့ graphene graphene ကကြတော့ graphene is widely used for solar cells ဘယ်လိုနေရာမျိုးတွေမှာသုံးလဲဆိုတော့ detector solar solar cells ဆိုတဲ့ detector ဟိုပါဘောเนาะနေအောင်ကြီးနဲ့နေအောင်ကြီးကိုခံပြီးတော့ပါ energy ကိုထုတ်ယူပြီးသုံးတဲ့ဟာပေါ့နော်မီလင်းဆိုလာဘယ်လိုပြောဆိုလာဗျားတွေပေါ့အဲ့ဆိုလာဗျားတွေမှာဆိုရင်တွင်တွင်ကြဲကြဲအသုံးပြုပါတယ်ပြီးတော့ light emitting diode ဆိုတာ LED အခုဒီထက်ရော LED မီလေးတွေပြီးတော့ touch panel ဆိုတာဒီထက်ရော screen touch အခုထိလို့ရတဲ့အရာတွေပေါ့နော်ထိလို့ရတဲ့ screen touch တွေမှာဆိုရင်ဒီလိုဟာမျိုးတွေမှာဆိုအခုဒီချက်သုံးနေတဲ့ဒီ tablet ထဲမှာဆိုရင်လည်းအဲ့ဒီအောက်မှာ graphing ပါပါတယ် and နောက်တစ်ခုကကျတော့ smart window or phone ပေါ့နော် smart window တွေအေးဒါမှမဟုတ်ရင် phone တွေမှာဆိုရင်လည်း graph ဖင်းကြီးပါပါတယ်မျက်နှာပြင်မှာကဲဒါဆိုရင်ဒီမှာ teacher solar cell ဆိုရဲပြထားတဲ့ပုံလေးပေါ့နော်ပုံလေးကိုလေ့လာကြည့်ရအောင် solar cell ဆို graphing in solar cell ဒါကတော့ teacher solar ပြားကြီးမှာအဖွဲ့စည်းထားတဲ့ပုံသဏ္ဍာန်လေးပေါ့နော်နောက်တစ်ခုက smart window ဆိုတာကကြာတော့ teacher တို့ဒီတိုင်းပုံမှန်အတိုင်းချင်းရေနော်တာမန်တိုင်းရှုခင်းနေကုန်မြင်ရပြီးတော့ teacher အကယ်၍လင်းအောင်ဒီနေရာမှာ light ကြီးပါပြီမတုံးတော့ဘူးပေါ့ကွာအဲ့ညာမှာဟို ခလုတ်ကလေးတစ်ခုခုထိလိုက်တာနဲ့ဘယ်နည်းတရားကြီးမင်းမောင်သွားတဲ့အရာမျိုးပေါ့နော် off mode ဖြစ်သွားတယ် on mode ရယ် off mode ရယ်ပေါ့နော်ဒီဘက်ကတော့ light emitting type ကတော့တအားတမျိုးမြင်မှုမှာပါ led မီလေးတွေ ကျတော့ကာဗွန်အကြောင်းလေးကိုတွေ့ကြရအောင်ကာဗွန် very small amount ပေါ့နော်အလွန်သေးငယ်တဲ့ပမာဏလောက်ကိုပဲ is used to make some types of steel ပေါ့နော် some types of steel ဆိုတာတချို့သော steel မျိုးစားတွေမှာဆိုရင်တဲ့အသုံးပြုပါတယ် charcoal is used as a fuel for cooking charcoal ဒီကျတော့မီးသွေးတွေကိုတော့ဘာမှအသုံးပြုလဲဆိုတော့ as a fuel လောင်စာအနေနဲ့အသုံးပြုရ for cooking ဟင်းချက်တဲ့နေရာမှာပေါ့နော်ပြီးတော့ activated charcoal တွေနော်ဒီကျတော့ activated charcoal ဆိုတာအစွမ်းထက်တဲ့ပေါ့နော် charcoal တွေဆိုတာလူတို့ဖန်တီးပြုလုပ်ထားတဲ့အရာပဲ it's used act ဘလို့ဟာမျိုးမှာလဲဆိုတော့ adsorbent in industry for bleaching bleaching ဆိုရတဲ့ terror အစွန်ချွတ်တဲ့လုပ်ငန်းတွေပေါ့နော်အစွန်ချွတ်တဲ့ industry ရဲ့ဆိုတာစက်ယုံလုပ်ငန်းတွေမှာဆိုရင် adsorbent ဆိုတာက teacher အစွန်ချွတ်အနေနဲ့ removal of color per color တွေကိုချွတ်တဲ့နေရာမျိုးတွေမှာသုံးတယ်ပြီးရခါကျတော့ deodorization ဆိုတာကကျတော့ teacher အနံ့ပြောက်တာပေါ့နော် remover of smells ပေါ့ teacher အခု navy or row on တို့ဘာလို့အဲ့ဒီလိုနေရာမျိုးတွေမှာဆိုရင်လည်းအသုံးပြုထားပါတော့ substance and in water purification နောက်တစ်ခုကကျတော့ teacher ရေသ တန်းဆက်တွေမှာပေါ့နော်ရေတန်း purification လုပ်တဲ့နေရာမှာရေတန်းထုတ်လုပ်တဲ့ညာတွေမှာဆိုရင်လည်းဒီကာဘွန်ကိုအသုံးပြုပါတယ်အဲ coal is used as a fuel coal ကိုရဲ့ teacher တို့ကြောက်မိသွေးကိုပေါ့နော်ဘယ်မှာတော့ is used as a fuel ဆိုတာလောင်စာအနေနဲ့အသုံးပြုပြီးရော and also used to produce coal coal ကိုထုတ်တဲ့နေရာမျိုးမှာဆိုရင်လည်းနော်အသုံးပြုပါတယ်တဲ့ and colder colder ဆိုတာက teacher တို့ကတ်တရာစီးလေးပေါ့နော်အသုံးပြုတဲ့နေရာမှာ နော်အကတ်တရားစီးတွေထုတ်လုပ်တဲ့ညမာတွေမယ်အသုံးပြပါတယ် Codits use as a fuel in military industry military industry ဆိုတာဒီထက်တက်ထူတွေထုတ်တဲ့ပေါ့နော်အာ တော့ industry ဆိုရဆက်မှုလုပ်ငန်းတွေမှာဆိုရင်ね fewer fewer အနေနဲ့ပေါ့လောင်စာအနေနဲ့အသုံးပြုပြီးရော and it's reducing agent reducing agent ဆိုတာဓာတ်ရော့ပစ္စည်းအနေနဲ့ပေါ့เนาะဓာတ်ရော့ agent အနေနဲ့ in the extraction of matter matter တွေကိုထုတ်ယူတဲ့နေရာမျိုးတွေမှာဆိုရင် reducing agent ဓာတ်ရော့ပစ္စည်းအနေနဲ့ code ကိုသုံးပါတယ်တဲ့ဘလိုမျိုးမျိုးဘလိုမျိုး extraction of matter တွေလဲဆိုတော့ teacher တို့ lead to iron and zinc ပေါ့เนาะစသဖြင့်တတ်ထုတွေထုတ်လုပ်တဲ့နေရာမျိုးမှာဆိုရင် teacher တို့ထုတ်ယူခြင်း င်းမှာဆိုရင်တဲ့ reducing agent အနေနဲ့ကုတ်ကိုအသုံးပြုပါတယ်တဲ့ carbon black it's used for making printing ink ဟုတ်ပြီနော် carbon black တွေကိုကြားရတော့ teacher ro it's used for making printing ink ဆိုတာက teacher ro ဟိုပေါ့နော်အပုံနှိပ်တဲ့ပေါ့နော်ပုံနှိပ်ဆက်တွေမှာဆိုရင်ပုံနှိပ်တဲ့မှင်အနေနဲ့အသုံးပြုတယ်ပြီးတော့ black shoe polish black shoe polish ဆိုတာက teacher ro အ ီလိုမျိုးပေါ့နော်ဖနက်တွေတိုက်တဲ့နေရာမျိုးတွေမှာနော်ဖနက်တိုက်တဲ့နော်ဖနက်အမဲတွေတိုက်တဲ့နေရာမျိုးတွေမှာဆိုရင် polish အနေနဲ့အယောင်တင်စီအနေနဲ့သုံးတယ် and it's failure in vehicle tire ပေါ့နော် failure in vehicle tire ဆိုတော့ဒီထက်ရောဟို ဘိန်းနေပေါ့နော်တာယာဘိန်းနေမှာဆိုလို့ရှိရင်ကားတွေနော်မော်တော်ကားတွေဘာတွေရဲ့ဘိန်းနေမှာဆိုလို့ရှိရင် failure အနေနဲ့သူကဘာဖြစ်လဲအသုံးပြုပါတယ် and other rubber product အခြားသော rubber ပစ္စည်းအမြောက်အများထုတ်တဲ့နေရာမျိုးတွေမှာဆိုရင်တဲ့ဘာဖြစ်လဲ carbon black ကိုသုံးပါတယ်တဲ့ဒီမှာပုံလေးတွေကတော့ teacher တို့ဒီမှာ test type bleaching ဆိုတာကခုနက teacher တို့ဘာကိုသုံးသွားတာလဲအဲဆိုတော့ teacher တို့ activated charcoal တွေကိုပေါ့နော် bleaching လုပ်တဲ့နေရာမျိုးမှာသုံးတယ်ပြီးတော့ carbon water filter ဆိုတာက water purification လုပ်တဲ့နေရာမျိုးမှာသုံးပြီးရောနောက်တစ်ခုကဒီကျတို့ဟို code ကိုပေါ့နော်ဒီကျတို့ code ဆိုတာကတ်တရအနေနဲ့သုံးပါတယ်ဒါဒီဘက်ကကြတော့ carbon black ink ဆိုတာခုန printing ink တွေပေါ့နော်အာဒီချာရိုဟိုပုံနေတဲ့မင်းအနေနဲ့သုံးတယ်ပြီးတော့ black shoe polish ဆိုတော့ အယောင်တင်စီပေါ့နော်ဖနက်ဖနက်တွေကိုဖနက်အမဲတွေကိုအယောင်တင်စီအနေနဲ့အသုံးပြုပြီးတော့ vehicle tire and rubber protect ပေါ့နော် vehicle tire ဆိုတော့ဒီထက်တော့ motor ကအားတွေရဲ့ tire တွေနဲ့တခြားသော rubber protect ပစ္စည်းတွေမှာဆိုလို့ရှိရင် carbon black ကိုသုံးပါတယ်လို့ပြောထားခြင်းဖြစ်ပါတယ်ဒါဆိုရင်ဒီထရိုအခု key တန်းပေါ့နော်ဒီအခုဒီထရို carbon မှာဆိုရင်ဒါတို့တမျိုးမှတ်ရမယ် ဟာလီတကူက allotropy ပေါ့နော် allotropy ဆိုတာကအသွင်ကွဲပေါ့ allotropy ဆိုတာဘာလဲ refers to two or more form နှစ်ခုသုံးမဟုတ်နှစ်ခုထပ်ပိုတဲ့ dressing ပေါ့နော် dressing တကူကတဲ့နှစ်ခုသုံးမဟုတ်နှစ်ခုထပ်ပိုတဲ့ဟာကိုစားပြုခြင်းဖြစ်ပါတယ် that occur in the same physical state သူတို့ကိုဘယ်မှာတွေ့လဲ in the same physical state ဆိုတာကဒီချာတို့တူညီရဲ့ရုပ်ပိုင်းဆိုင်ရာအခြေအနေတစ်ခုမှာအတူတွေ့ရပြီးတော့ and but different in properties ဒါပေမဲ့ဂုဏ်သတ္တိချင်းကတော့ကွဲပြားခြားနာတယ်အဲ့ဒါကိုဘာလို့ခေါ်လဲ allotropy လို့ခေါ်ပါတယ်တဲ့ကဲဒါကတော့ဒီချာတို့ review question လေးကတော့ဒါတို့တမီးကိုစူးစမ်းပြီးတော့ဖြေကြည့်ပါ number 1ကတော့သူကပြောထားတာ diamond is very hard တဲ့เนาะ diamond ကအလွန်မှာကြောတယ် graphite it soft ဘာကြောင့် graphite က soft ဖြစ်လဲဆိုတဲ့အကြောင်းကို explain လုပ်ခိုင်းတာပေါ့နော် why ဘာကြောင့်လဲဆိုတော့နောက်တစ်ခုကကြတော့ graphite is a good conductor of electricity graphite ကိုကြတော့ဘာဖြစ်လို့ good conductor of electricity အနေနဲ့ပေါ့နော်ဟောလျက်ကူးပစ္စည်းအကောင်းဆုံးအနေနဲ့သုံးပြပြီးတော့တဲ့ diamond ကိုကြတော့ဘာဖြစ်လို့မသုံးတာလဲဆိုတဲ့အကြောင်းရယ်နံပါတ်3ကကြတော့ explain why furan is an allotrope carbon carbon နော် carbon အသွင်ကွဲဖြစ်တဲ့ furan ဘာကြောင့်ပေါ့နော်ဘာကြောင့်ဖြစ်လာလဲဆိုတဲ့အကြောင်းအရာကိုရှင်းခိုင်းနေပြီးတော့ number 4က discuss ဆွေးနွေးခိုင်းနေပေါ့နော် the differences between graphite နဲ့ graphene ကြားကရှိရယ်သူတို့ရဲ့ in their structures เนาะသူတို့ရဲ့တိဆောက်ပုံတွေပေါ့เนาะဘယ်လိုကွဲပြားခြားနားရဲဆိုတဲ့အကြောင်းအရာကို discuss ဆွေးနွေးခိုင်းခြင်းဖြစ်ပါတယ်။ဒါတို့တမီးတို့အားလုံးစူးစမ်းပြီးဖြေဆုပ်နိုင်မယ်လို့တကယ်ထင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။